ဒီဇိုင်နာတိုင်းကြုံရတဲ့ပြဿနာတခုရှိပါတယ်။တခြားသူတွေရဲ့အလုပ်တွေမှာလိုပဲကျွန်တော်တို့ရဲ့ဒီဇိုင်းအလုပ်မှာလည်းတန်ဖိုးဆိုတဲ့အရာရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီဇိုင်းကဒီဇိုင်း fees ကိုတောင်းတဲ့အခါမှာ client ကနေပြီးမှဈေးများတယ်လို့ပြောရတဲ့အခါကျရင်ဘယ်လိုလုပ်ကြမလဲ။ဒီနေ့ video မှာတော့ graphic designer တယောက်အနေနဲ့ဒီဇိုင်းကတနည်းအားဖြင့်ဒီဇိုင်း fees ကိုတောင်းတဲ့အခါမှာ client ကလက်ခံအောင်ဘယ်လိုမျိုးလုပ်ဆောင်ရမလဲဆိုတာမျိုးကိုအချက်၅ချက်နဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ရဲ့အချိန်ကိုမရောက်ပါနဲ့ကျွန်တော်တို့ရဲ့ values ကိုရောက်ပါအဲ့တော့ client ကနေပြီးတော့မှကျွန်တော်တို့ရဲ့ design ကပြလိုက်တဲ့အခါမှာဒီဟာဒီကျွန်တော်တို့ရဲ့နှစ်နာရီစာတနည်းအားဖြင့်ကျွန်တော်တို့ရဲ့တစ်ရက်စာ fee ဆိုပြီးတော့မှမမြင်သွားစေဘဲနဲ့ကျွန်တော်တို့ရဲ့ဆွဲလိုက်တဲ့ design တွေကျွန်တော်တို့ရဲ့တနည်းအားဖြင့် social media ဆိုတော့ကျွန်တော်တို့ရဲ့ social media design တွေကြောင့် logo ဆိုရင်ကျွန်တော်တို့ဆွဲပြလိုက်တဲ့ logo ကြောင့်သူတို့ရဲ့ brand image ဘယ်လောက်ထိတက်သွားတယ်သူတို့ကိုလူတွေပိုပြီးမှတ်မိသွားစေတယ်။ customer တွေရဲ့ယုံကြည်မှုပိုပြီးရသွားစေတယ်။ဆိုတော့ values မျိုးတနည်းအားဖြင့်တန်ဖိုးမျိုးကိုမြင်သာအောင်ပြပေးရမှာဖြစ်ပါတယ်။အဲ့တော့ဒီချိန်မှာတော့ကျွန်တော်တို့က presentation scale လေးရောနည်းနည်းလေးကောင်းဖို့လိုပါတယ်။ client ကိုကျွန်တော်တို့ရဲ့ design တည်သူတို့ရဲ့အဓိကဘေးပြဿနာတွေကို solution ဖြည့်ရှင်းပေးမလဲဆိုတဲ့ဟာမျိုးရဲ့ပြီးတော့ပြဆိုကျွန်တော်တို့ရဲ့ဒီ design တွေကြောင့်သူတို့ရဲ့လုပ်ငန်းမှာရောင်းဝယ်ဘယ်လောက်ထိတက်သွားရမလဲဆိုတဲ့ ပုံစံမျိုးတွေပြီးတော့ကျွန်တော်တို့ရဲ့ logo ကြောင့်တို့ရဲ့ brand image တနည်းအားဖြင့်ကျွန်တော်တို့ရဲ့ design တွေကြောင့်တို့ရဲ့ brand image ဘယ်လောက်ထိခိုင်မာသွားမလဲဆိုတာမျိုးကိုအဓိကထားပြီးတော့မှ presentation လုပ်ပေးရမှာဖြစ်ပါတယ်။ဒါမှလည်းတို့ရဲ့ဒီရဲ့ face ဒီဒီတို့ရဲ့လုပ်ငန်းအတွက်ရင်းနှီးမှုရင်းနှီးမြှုပ်နှံမှုတနည်းအားဖြင့် investment တစ်ခုအနေနဲ့တို့မြင်သားမှာဒီ client အနေနဲ့မြင်သားမှာဖြစ်ပါတယ်။ဒါမှလည်းကျွန်တော်တို့ရဲ့ design phase ဒီတို့ရဲ့လုပ်ငန်းအတွက် investment တနည်းအားဖြင့် initial နံမှုတစ်ခုအနေနဲ့ ဒီခံစားသွားမှာဖြစ်ပါတယ်။ဒူရီယန်တစ်ချက်အနေနဲ့ကျွန်တော်ရဲ့ proposal ကို professional ဆန်းသွားနဲ့ပြင်ထားပေးရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ condition ကိုခေါ်ပါတယ်။တချို့သော client တွေကကျွန်တော်နဲ့ဖုန်းဆက်ပြီးတော့မှဆွေးနွေးတဲ့အခါမှာသူတို့ရဲ့အဓိကပြဿနာတွေကိုကျွန်တော်တို့ပြပြပေးရပေါ့နော်အဲတော့မှကျွန်တော်တို့ကနေပြီးတော့မှသူတို့ရဲ့ပြဿနာကိုဘယ်လိုတွေဖြေရှင်းမိမလဲအဲ့ဒီအတွက်လည်းကျွန်တော်တို့ကဒီ proposal တင်တဲ့အခါမှာစကားလုံးတက်တက်တနည်းအားဖြင့်လေးထဲမှာလွန့်သွားမဲ့ပုံစံမျိုးပြောတာမျိုးမဟုတ်ဘဲနဲ့ တော်ရဲ့ condition လေးကိုသိချပြီးသိချလေးပြင်ဆင်ပြီးမှပြောတဲ့အခါကျရင်ပို့ပြီးတော့ထိရောက်တယ်။ဒါကြောင့်ဆိုရင်ဒီ client ကလည်းကျွန်တော်တို့ဒီဒီ digital marketing မှာဆိုရင်ပဲဖြစ်ဖြစ်ကျွန်တော် freelance လုပ်တဲ့လူပဲဖြစ်ဖြစ်ဒါဆိုရင်ကျွန်တော်တို့က sales group ပို့ပြီးမှဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာပြင်ဆင်ထားတဲ့ဟာလေးနမူနာပြပေးမှဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့လက်ရှိပေါ့နော် client တအူးကနေပြီးတော့ကျွန်တော်တို့အတွက်ဒီ social media design တွေ content တွေကျွန်တော်တို့တလားစာ app ဆိုပြီးတော့မှပြောထားတဲ့ ဟာရှိရေပေါ့နော်အဲဒီမှာဆိုကျွန်တော်တို့ကဖုန်းပြောပြီးသားတဲ့အခါမျိုးကြာရင်ကျွန်တော်တို့က condition လေးပြန်တင်ပေးရေပေါ့ condition လေးပြန်တင်ပေးရေဆိုတော့ခဏလေးနော်ဖေဒါတော့ကျွန်တော်ပြင်ဆင်ထားတဲ့ condition နမူနာလေးပဲဖြစ်ပါတယ်အဲကျွန်တော်တို့ digital marketing ဖြစ်တဲ့အတွက်ကျွန်တော် digital marketing package plan နဲ့နမူနာပြပေးရဖြစ်ပါတယ် အဲဒီမှာဆိုကျွန်တော်တို့စီမှာဘာရရမယ်ဘာ service တွေပေးမယ်ကျွန်တော်နှစ်ခုနှစ်ကန့်ခွဲထားပေးရပါတော့ပြီးတော့ဆိုကျွန်တော်တို့ဒီမှာ favor wish အာတို့ရဲ့အဓိကပြဿနာဒီကျွန်တော်တို့တို့ဒီ page ကို post ရအများကြီးတင်နေတာဆိုရင်ကျွန်တော်ကအဲ့အဲ့အတွက်ကိုတို့ရဲ့အဓိက solution ဖြည့်ရှင်းပေးမယ်ဟာမျိုးအဓိက ဒီ highlight ပြရတယ်ပြပြီးတော့ဆိုကျွန်တော်တို့ကဘာတွေဖြစ်ရှင်းပေးမှာကျွန်တော်တို့စီမှာဘာတွေရနိုင်တယ်ဆိုတဲ့ဟာမျိုးတွေကျွန်တော်တခါတယ်ပြောပေးရပြောပြီးသားပြီးဆိုကျွန်တော်တို့က monthly plan လေးကျွန်တော်စပြီးတော့ဆွဲတယ်ပေါ့နော်စပြီးဆွဲတယ်ပြီးသားပြီးဆိုကျွန်တော် boosting ဘလောက်ဘလောက်ဘလောက်သုံးမယ်နောက်လိုက်မှာဘလောက်သုံးမယ်အနည်းဆုံးဘလောက်ချော့ရမယ်ဆိုပြီးတော့ကျွန်တော်တခါတယ် condition တင်ပေးပြီးတော့မှာဒီအတွက်ပို့ပြီးတော့တိတိကျကျလေးသွားချင်တယ်ဆိုရင်တော့ဒီကျွန်တော်တို့ အာဒီဟာဒီလောက်သုံးလိုက်မယ်ဆိုရင် razor ဘယ်လောက်ထွက်သွားမယ်ဆိုရဲဟာမျိုးဘေးပြဿနာရရအဓိကဖြစ်ရှင်းပြီးသားဖြစ်သွားမယ်ဆိုရဲဟာမျိုးကို condition လေး professional ဆက်ဆံလေးပြပေးပြီးတော့မှ client နဲ့တေချာဒီလုံးတနည်းအားဖြင့်ဆွေးနွေးပြီးတော့မှ zone နေ zone zone call နဲ့ဖြစ်ဖြစ်ကျွန်တော်တို့ဒီ phone call နဲ့ဖြစ်ဖြစ်တကယ်အကောင်းဆုံးအပြင်မှာလူတွေမျိုးဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ zone call နဲ့ဖြစ်ဖြစ်ရှင်းပြနိုင်ရင်တော့ပို့ပြီးတော့မှအဆင်ပြေစေပါတယ် design freeze တွေတမတ်တဲ့အခါမှာလည်းကျွန်တော်တို့ reserve reserve လောက်ရတဲ့အပိုင်းတွေ conserve တွေ move bolt တွေဒီလိုဆိုကျွန်တော်တို့ရဲ့ revise တွေပေါ့နော်အဲအားကိုထည့်သွင်းပြီးတော့မှ design လုံးဒီ package တွေဒီ design လုံးတွေဘာတွေပါဝင်မယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီ design မှာ photo တွေသုံးပေးမယ်တနည်းအားဖြင့် design image တွေသုံးပေးတဲ့အခါမှာလည်း store photo image တွေ premium တွေဝယ်ပေးရတဲ့ဇင်းလုံးတွေပါကျွန်တော်တို့က အာဒီနေ့ဖြစ်ထည့်သုံးပေးရဒီဘက်ကိတ်မှာဆိုရင်ဒီဘက်ကိတ်မှာတော့ဒါတွေမပါဝင်ဘူး revise တော့ banner chain ဆိုပြီးတော့မှသူ့ကိုရှင်းပြပေးဖို့လိုပါတယ် client client အတွက်ဒီ package plan တွေကိုလည်းရွေးချယ်စရာများအောင်ကျွန်တော်တို့ဒီ package plan 3-4မျိုးလောက် လုပ်ပေးလို့ရပါတယ်ဒီနေ့ဖြင့် basic plan basic package plan standard package plan premium package plan ပြီးတော့ diamond package plan အဲ့လိုမျိုးလေးသတ်မှတ်ထားပေးပြီးတော့မှ base package မှာဆိုရင်တော့ဘာလေးပါဝင်မယ် base package မှာဆိုရင်တော့ဘယ်တော့ပါဝင်မယ်ပေါ့နော်ပြီးသွားပြီဆိုကျွန်တော်တို့ဒီ package တွေပေါ်မူတည်ပြီးတော့လည်းဘယ်လို final ပေးမယ်ပေါ့ဒီနေ့အဖြစ် diamond package မှာဆိုရင် psc final ဒီနေ့အဖြစ်ကျွန်တော်တို့ဒီ jpeg final ပေးမယ်ဆိုရဲပုံစံမျိုးလေးထည့်သွင်းထည့်သွင်းထားတာမျိုးဆိုရင်တော့ client ရဲ့ဒီအာသူတို့ရဲ့ဒီ login နဲ့ပုံမူတည်ပြီးတော့မှ package plan တွေကသူတို့နဲ့အဆင်ပြေမဲ့ package plan ကိုရွေးသွားပြီးတော့မှ ဒီ design အပ်တော့မှာဖြစ်ပါတယ်အဲ့တော့အဲ့လို package plan လေးဆွဲထားတာမျိုးကလည်းကျွန်တော်တို့အတွက်အရေးကြီးပါတယ်နံပါတ်လေးအချက်အနေနဲ့ no လို့ညင်းတတ်ပါမယ်အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့တန်ဖိုးကိုသိရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆွဲလိုက်တဲ့ design fee တွေကိုအာဈေးလေး shop ပေးပါအောင်ဆိုပြီးတော့ပြောတဲ့အခါမှာကျွန်တော်က live ပြီးတော့မှအားနာပြီးတော့မှဈေး shop ပေးတဲ့အခါမျိုးကြရင်ကျွန်တော်တို့လောရတဲ့အလုံးနဲ့ တို့ပြန်ရတဲ့ face နဲ့မတူတဲ့အခါမျိုးမှာဆိုရင်နောက်ဆက်တဲ့ဘလိုလားအတဲ့ပြဿနာတွေအများကြီးကြုံရပါလိမ့်မယ်အဲ့တော့ဒါတော့ကျွန်တော်ရဲ့ code ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကရင်ရွေးစာနဲ့ no ဆိုတဲ့ဟာမျိုးဖြစ်ဖြစ်တကယ်လို့ဒါလေးကတော့မဖြစ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးလေးဖြစ်ဖြစ်ရင်ရွေးရေးလေးညင်ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်က client ကနေဒီဈေးအများတိုင်းရှော့ခိုင်းနေရှိပါတယ်အဲ့လိုမျိုးရှော့ခိုင်းတဲ့အခါမျိုးမှာကျွန်တော်တို့ကဈေးကိုလွယ်လွယ်တကူရှော့ပေးတဲ့အခါမျိုးမဟုတ်ဘဲနဲ့သူတို့ပေးတဲ့ဈေးနှုန်းအတိုင်းကိုပဲ ယူမယ်ရရဲဈေးရောအဈေးလုံးရှော့ပေးမယ်လို့ပြောနေပါတော့ဈေးသူတို့ပေးရဈေးထားမှာတော့1000အ3000တောင်းတဲ့အခါမှာကျွန်တော်တို့က2000လောက်နဲ့သူတို့ကစစ်တဲ့အခါမျိုးကြာရင်2000ထားပေးမယ်ဒါပေမဲ့သူတို့အရင် ပြောထားတဲ့အဝတ်တွေမရတော့ဘဲနဲ့အဝတ်၅ခုဆိုရင်ကျွန်တော်ကအဝတ်၃ခုလောက်ပဲပြန်ပေးတာမျိုးလေးတွေကျွန်တော်ပြန်ပြီးတော့မှလုပ်ပေးတင်ပါတယ်ဒါမှလည်းအာသူတို့အတွက်အာဒီ အာတနည်းအားဖြင့်တို့အတွက်လည်းအများကြီးမနှံ့သွားသလိုကျွန်တော်တို့ရဲ့ values လည်းမကျသွားမှာဖြစ်ပါတယ်။လိုရင်းတကူဇင်းလုံးမလျှော့ပေးတဲ့ဒါမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ image လည်းပိုပြီးတော့မှတက်သွားစီမှာဖြစ်ပါတယ်။အဲ့တော့တချို့ကျတော့ဇင်းလုံး short ပေးလိုက်မှပဲ customer မြဲရယ်ဆိုတော့ mindset ကြီးဝင်နေမှာဆိုလို့ပါ။အဲ့တော့ဒါလေးကလည်းအဓိကအရေးကြီးပါတယ်။နံပါတ်5အချက်အနေနဲ့ invoice တွေ contract တွေအရေးကြီးပါတယ်။အဲ့တော့ကျွန်တော်တို့ client နဲ့ဒီ designer ရဲ့ဂျာမန် design ကလည်းအဆင်ပြေသွားပြီ long way process တွေလည်းအဆင်ပြေသွားပြီဆိုရင်တော့ကျွန်တော်ဒီစာလုံးစာတန်းလေးလောက်တာပို့ပြီးတော့အဆင်ပြေပါတယ်တနည်းအားဖြင့် contrast တွေ invoice တွေတခြားလေးလုပ်ပြီးတော့မှငွေလဲခံရရှိကြောင်းပြီးရင်ဘယ်နှကြိမ်ပါဝင်မယ်ဘာတွေပါဝင်မယ်ဘေးအဝတ်တွေပါဝင်မယ်ဆိုပြီးတော့မှ invoice တွေမှာဖြစ်ဖြစ်စာချုပ်တွေမှာဖြစ်ဖြစ်ဘေးနေဘေးရဲ့အပြီးပေးမယ်ဆိုပြီးတော့မှအတိအကျလောက်ဆောင်ခြင်းဖြင့်ကျွန်တော်တို့ရဲ့ professional ဆန်မှုကိုလည်းသူတို့မြင်မယ်ပြီးတော့ပြီးဆိုရင်နောက်ဆက်တွဲ ကျွန်တော်တို့ကအတတဲ့စကားပြောစရာဖြစ်လာတဲ့အခါမှာစာချုပ်ထဲကအတိုင်းဒီနေ့ဖြင့် aim point ရဲ့အတိုင်းရသည်ဒါအရေးကြီးကြောင်းတနည်းအားဖြင့်မှန်ကန်ကြောင်းဒီအထောက်အကူပြုမှာဖြစ်ပါတယ်အကြောင်းမလို့ကျွန်တော်တို့ဒီ design ကလက်ခံတဲ့အခါမျိုးမှာဖြစ်ဖြစ် design phase တွေ client ရဲ့နဲ့ကိုယ်နဲ့အာဒီလုပ်တဲ့အခါမျိုးတွေမှာဆိုရင်နောက်ဆုံး client ကဒန်းသွားတဲ့အခါမျိုးကျရင်ကျွန်တော်တို့ဒီ contract တွေ invoice တွေတခြားလေးစာချုပ်ချုပ်ပြီးတော့မှအတိအကျလောက်ဆောင်ဖို့လိုအပ်ပါတယ်ဒါကလည်းအဓိကအရေးကြီးတဲ့အချက်တွေမှာပုံဝင်မှာဖြစ်ပါတယ် ဒီတော့ဒီအချက်၅ချက်ကိုတည်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီနောက်ဆုံးအနေနဲ့ပြန်ပြီးပြောရမယ်ဆိုရင်တော့ပထမအဦးဆုံးကတော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့တန်ဖိုးကျွန်တော်တို့တည်ပါဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ contrast တွေတနည်းဖြင့် proposal လေးတွေတခြားလေးလုပ်ပါတတိယတစ်ချက်ကတော့ package plan လေးတခြားဆွဲပြီးရောမှဒီရင်းနှုံးလေးတတ်မှတ်ပါစတုထားအချက်ကတော့ကျွန်တော်ရဲ့တန်ဖိုးကိုကျွန်တော်တို့တည်ပြီးရောမှဈေးနှုန်းလည်းလည်းကိုမချော့မချော့ပေးနေပါတော့နံပါတ်5အချက်ကတော့စာချုပ်လေးနဲ့တခြားလေးလုပ်ဆောင်ပါ အဲ့တော့ကိုက client နဲ့အပြင်မှာသွားတွေ့ရဲ့အခါမျိုးကြရင်လည်းတော်တော်ရဲနဲ့ standard ကြကြလေးဝစားစင်ရင်သွားပါဒါတည်းလဲကျွန်တော်တို့ရဲ့ impression ဒီနေ့ဖြစ်ကျွန်တော်တို့ image ဒီအရေးကြီးပါတယ်အဲ့တော့သူနဲ့အလုပ်တွေလုပ်နေတဲ့ designer ဒီဘယ်လောက်ထိ standard ကြအောင်ဘယ်လောက်ထိ professional ဆန်ကြအောင်လဲညီနာသွားစေမှာဖြစ်ပါတယ်ဒါကတော့ designer ညီကိုတွေအတွက် design fee တွေသတ်မှတ်တဲ့အခါမှာဘယ်လိုမျိုးတွေသတ်မှတ်မလဲပြီးသွားပြီဆိုရင် design ကြီးတောင်းတဲ့အခါမှာဈေးအများကြီးတယ် client ကြီးကပြန်သွားတယ်အာဒီနေ့သူရောကျွန်တော် ယောက်ျားနဲ့တိုင်ပင်လိုက်အောင်မယ်အင်အားလူနဲ့တိုင်ပင်လိုက်အောင်မယ်ယောက်ျားလူနဲ့တိုင်ပင်လိုက်အောင်မယ်ဆိုပြီးပျောက်သွားတဲ့ဟာမျိုးမဖြစ်သွားအောင်လို့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ဆောင်ရမလဲဆိုတဲ့ဟာတွေကို sharing လုပ်ပေးတော့ဖြစ်ပါတယ်အဲ့တော့နောက်ထပ် video မှာလည်းဘယ်လိုအကြောင်းအရာမျိုးတွေသိသိချင်လဲဆိုတဲ့ဟာမျိုး comment မှာမှတ်ငယ်ပေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့လုပ်တဲ့အလုပ်တိုင်းဒီ customer အတွက်ယုံကြည်မှုရှိရှိနဲ့ quality ကောင်းကောင်းရမယ်ဆိုတဲ့ဟာမျိုးစိတ်ထဲမှာဖြစ်သွားအောင်ကျွန်တော်တို့ဒီ ဖန်တီးပေးရမယ်ပြပြပေးရမယ်ပြေးစမ်းလုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ် video မှာပြန်လည်ဆုံးကြပါမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နောက်ထပ်နောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိရယ်ဆိုရင်လည်းအားမလာတဲ့ mail ခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်